အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ပြည်လမ်းမကြီးပေါ်မှာရှိတဲ့ G4 Vehicle Protection Service ကိုရောက်နေရဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးရင်ကျွန်တော်ကဒီမှာနည်းနည်းလာပြီး interview တာပဲဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကားတွေဆိုတာ maintenance တွေလုပ်ရပါတယ်။ကျွန်တော် EV ပဲဖြစ်ဖြစ် ICE ကားဖြစ်ဖြစ် EV တွေမှာဆိုလို့ရှိရင်လည်း maintenance လုပ်တယ်ဆိုတာ coolant တွေလဲမယ် gear wire တွေလဲမယ် brake pads တွေအောက်ပိုင်းတွေဓာတ်တွေစစ်ဆေးမယ် ICE ကားမှာဆိုလည်းထုံနီးလကောင်းမယ်ပေါ့နော်။ engine wire တွေ gear wire တွေစသဖြင့်ဒီလိုမျိုးတွေ maintenance လုပ်ရတဲ့အပြင်နောက်ထပ် maintenance လုပ်ဖို့တင့်တာလေးတခုကျွန်တော် idea ရပါလို့ကျွန်တော်ဒီ content လေးကိုရိုက်ဖြစ်တာပါ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ကကျွန်တော်တကယ်ချင်းကားပဲ။သူက PPF ကတ်တာ။ PPM ကတ်ထားတာသူအဲတက်ပင်တပင်အောက်မှာရန်လိုက်မိတဲ့အချိန်မှာအပေါ်နေပြီးငက်ချီးပြီးအများကြီးသူ့ကားပေါ်ကြောက်ကြောက်သွားတဲ့အချိန်မှာသူကလည်းအလုပ်တွေရှုပ်နေတော့အဲ့ဒီညကသူဒီတိုင်းထားလိုက်မိတယ်တဲ့ထားလိုက်မိပြီးတော့နောက်တစ်နေ့မနက်မိုးလင်းတော့ဘာတွေဖြစ်သွားလဲဆိုတော့ PPF တွေကအပေါ်အဖက်တွေအကုန်လန့်အောင်အကုန်ပေါက်ကုန်တာပေါ့ဗျာ PPF တွေ အဲ့လိုမျိုးတွေမဖြစ်ရလေအောင်လို့ကိုယ့်ရဲ့ကားကို maintenance တွေဘယ်လိုလုပ်မလဲပြီးတော့ရှင်ကိုယ့်ရဲ့ကားရဲ့ protection လောက်ထားတဲ့ PPF တို့เนาะ ceramic coating တို့ဒါတွေကိုဘယ်လို maintain လုပ်ရမလဲဆိုတော့လာပြီး interview တာဖြစ်ပါတယ်အဲ့ဒီမေးခွန်းလေးတွေကို interview အတွက်ဒီမှာကိုတီနဲ့မိတ်ဆက်ပေးပြသည်ကိုတရားဆိုလို့ရှင် G4V ကပရိုဒက်ရှင် service မှာ operation manager ဖြစ်တာဝန်ယူနေတာပဲဖြစ်ပါတယ်ကိုတီမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကိုတီအဲ့တော့ကျွန်တော်ခုနကပြောသွားတဲ့အချက်လေးတွေပေါ့เนาะအဲ့လိုမျိုးလေးတွေကိုကာဝယ်ဖို့အတွက်ပေါ့အမငှက်ချီးတွေပဲဖြစ်ဖြစ်เนาะကျွန်တော်ကလမ်းမှာသွားနေရဆိုတော့ဖုန်တွေသဲတွေစသဖြင့်ပေါ့เนาะနောက်ပြီးတော့တစ်ခါ ါတွေကြာရင်တချို့နေရာလေးမှာတက်ကိုင်းနဲ့မလို့လို့ကားနဲ့တူလို့ပုတ်ပြီးတော့ဆွဲလိုက်မိတဲ့အချက်လေးရှိတယ်ပေါ့ကိုတည်းရဲ့အဲ့လိုမျိုးအချက်လက်လေးတွေကိုကာကွယ်ဖို့အတွက်ဆိုရင်ဘယ်လိုမျိုး protection service လေးတွေကိုလုပ်တင်လဲပေါ့အဲ့ဒါလေးတွေနည်းနည်း share ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာပထမအချက်အနေနဲ့ကျွန်တော်တို့တွေက detailing ကိုလုပ်ရပါမယ် detailing ကိုဘာကြောင့်လုပ်တင်လဲဆိုတော့ကျွန်တော်တို့ရဲ့ကားကိုတတ်ရှင်းရမယ်လပနေရမယ်တောက်ပြောင်နေရမယ်အတွင်းရောအပြင်ရောအဲ့ဒီအချက်ကိုဟိုရှိနေဖို့ကျွန်တော်က detailing ကိုလိုအပ်ပါတယ်ဟုတ်ကဲ့ နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က ceramic coating ကိုလုပ်ရပါမယ်။ ceramic coating ဆိုတာကတော့ကျွန်တော်တို့ရဲ့ကားမျက်နှာပြင်ပေါ်ကိုကြွေတုပ်လိုက်လိုက်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့။အခုမှထိုင်လျောက်တဲ့အကာအကွယ်ပေးပါလေ။ဟုတ်ကဲ့။နောက်တစ်ဆင့်ပိုပြီးမှ protection ဖြစ်စေတဲ့အရာကတော့ PPF ဆိုတဲ့ face protection လည်းဖြစ်ပါတယ်။ face protection ဖြစ်တဲ့အတွက်ဒီအခုနငှက်ချေတံသစ်ဆေးတံတို့ကိုသူကလည်းအများကြီးကာကွယ်ပေးပါတယ်။ ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်လည်းခုနကျွန်တော်ပြောခဲ့သူပေါ့နော်မေးစရာလေးတစ်ခုရှိပါအဲ့ဒါပါတယ်ကျွန်တော်တငယ်ချင်းဖြစ်တယ်ဖြစ်စင်ပေါ့ညနေ3-4နာရီလောက်မှအဲ့တပင်အောင်မှသွားကားရက်ခဲ့တယ်ကားမှာငှက်ကြီးတွေအများကြီးဖြစ်သွားတယ်မှန်နေပေါ်လဲကြားတယ်ခေါင်းမိုးပေါ်ကြီးလဲကြားတယ်ဒီဘေးလက်ကင်ကြီးလဲကြားတယ်ပေါ့နော်ကြားတဲ့အချိန်မှာသူကဒီခေါင်းမိုးပေါ်က PPF ကအမျိုးပောက်သွားတာပေါ့ကွာပြန်လာဟိုရီပြန်ဆေးလိုက်တဲ့အချိန်မှာဒီမျိုးအဖက်လေးလန်ပြီးတော့ပောက်သွားတဲ့အချိန်လေးတွေကျွန်တော်ဖြစ်ခဲ့တယ်ပေါ့အဲ့ဒါကြတော့ဘာကြောင့်များ PPF လက်ကတ်ထားရတဲ့ဒါနဲ့ဘာကြောင့်များအဲ့လိုလေးဖြစ်တာလဲပေါ့နော် ဘာကြောင့်လဲဆိုတော့အငက်ချင်းမှာက acid တက်အများကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ကကျွန်တော်တို့ကတိတိဖြစ်စေမတိတိဖြစ်စေသူကတော့စားတော့မှာပဲဩကျွန်တော်တို့တိခဲ့ရင်တော့အများဆုံးဖယ်ရှားတာကောင်းပါလေဟုတ်ကဲ့ PPF လည်းမခံနိုင်တော့ခင်ဗျာခံနိုင်နော်အချိန်ကြာသွားရင်မခံနိုင်တာဖြစ်တယ် မှအချိန်ကာလတစ်ခုပေါ့ဥမာတော့နှစ်နိုင်သုံးနိုင်လောက်ဆိုရင်တော့တိတ်ပြဿနာမရှိဘူး။ဟိုတညာလုံးထားလိုက်ပြီးတော့6ဝါတော့မှမနဲ့မှရီထူးစေးလိုက်တော့ကြတော့သူကလန်သွားတာပေါ့။ဟုတ်ဟုတ်ကဲ့ပါခင်ဗျာ။ယာတိဥတုပုံမှာလည်းမူတည်ပါဘူး။ဩယာတိဥတုနဲ့လည်းဆိုင်တယ်။ဟုတ်ကဲ့။ယာတိဥတုကရန်ပူနဲ့အချိန်ဆိုသူ့ကိုငက်ချင်းရဲ့ asset တက်ကို supporting ပေးတယ်လို့ဖြစ်တဲ့အတွက်ဒီမှာဆိုးရတဲ့ effect တွေဖြစ်စေပါဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ကိုတေအဲ့တော့ခုနကြောတငရင်ကားဆိုလို့ရှိရင်သူက PPF တော့လန်သွားတယ်အဖက်လေးတွေလန်သွားတယ်သို့ပေမဲ့အောက်ကစေးသားထိတော့မရောက်သွားဘူးလို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ဒီ PPF ကဒီစေးသားအစားသူကခံမေးလိုက်တယ်ဆိုတော့ပုံစံမျိုးကိုတက်ရောက်သွားလားခင်ဗျမှန်ပါတယ်ခင်ဗျသူက paint production ဖြစ်တဲ့အတွက်ကာကွယ်ပေးထားပါတယ်သို့တော်လည်းကျွန်တော်တို့ဒီအဲ့ဒီငက်ချက်ကိုအကြ ాయి ထားလို့မရပါဘူးအင်းအရင်ဆုံးဖေရှားပေးရမှာဖေရှားတဲ့အခါမှာလည်း နေ့စနစ်တကျဖယ်ရှားပေးလို့လိုအပ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီငှက်ချစ်ကိုအမြဲဆုံးဖယ်ရှားပါမယ်မဖယ်ရှားဘူးဆိုရင်သူကဖိပြက်ကိုစားတဲ့အပြင်ကျွန်တော်တို့ကအောက်လိုက်ကအထိသူတို့ကစားသွားနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့သိရင်အမြဲဆုံးဖယ်ရှားပေးဖို့လိုအပ်ပါတယ်ဖယ်ရှားတဲ့အခါမှာလည်းနေ့စနစ်တကျကောင်းမွန်တဲ့ ဖယ်ရှားဖို့နဲ့ဖယ်ရှားဖို့လိုအပ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဟုတ်။အဲ့တော့ဆိုလိုချင်တာကဘလို့ပဲဖြစ်ဖြစ်ငှက်ချီးကအရင်ပါတဲ့အချိန်မှာပေါ်က PPF paint protection film ကိုကျွန်တော်ခံလာတာဖြစ်နေတော့အဲ့ PPF ကိုအရင်စားသွားတယ်။ PPF ကအရင်ထိသွားတယ်။အကယ်၍သာ PPF သာမရှိဘူးဒီတိုင်းဒဲ့ကြီးပဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဆေးရဲ့ light ကိုထိမယ်ပြီးလို့ရှိရင်အကွာဆေးကိုထိမယ်စသဖြင့်ဒီလိုမျိုးတွေစိုးစိုးရွားရွားဖျက်ဝါနိုင်တာပေါ့။ မှတ်ပါတယ်ခင်ဗျ။အော်အဲ့လိုโอเคအဲ့တော့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ကားကို maintenance တွေလုပ်မယ်ကိုယ့်ရဲ့ကားကို production တွေလုပ်မယ်ဆိုတဲ့အချိန်တွေမှာတော့နှစ်မျိုးရှိတယ်။တစ်မျိုးကကြတော့ PPF ကတ်တာတစ်မျိုးကကြတော့ ceramic coating တင်တာပေါ့နော်။ဟုတ်ကဲ့ကိုတီအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုကားမျိုးအစားတွေဘယ်လို customer တွေက PPF ကိုကတ်တင်ပြီးတော့ဘယ်လိုကားတွေဘယ်လို customer တွေက ceramic coating ကိုလုပ်တင်လဲကို PPF ကိုဘယ်လိုမျိုး customer တွေကကတ်တင်လဲဆိုတော့ကားကိုအမြဲတမ်းသုံးပြတဲ့လူတွေခီးဝေးအမြဲတမ်းသွားတဲ့လူတွေ ောက်ပြီးတော့အရေးပုံမှန်မဆေးဖြစ်တဲ့လူတွေနောက်ပြီးတော့ဟိုကပေါ့အပြင်မှာရက်ထားတဲ့လူတွေကဟုတ်ကဲ့ PPF ကိုကတ်ဖို့အများကြီးလိုအပ်တော့ပေါ့မှန်ပါတယ်သူကကြောင့် daily use ကအရန်များတယ်နောက်ကိုယ့်ရဲ့ကားကလည်း brand new လေးဖြစ်တယ်သူတို့မျိုးတန်ဖိုးရှိတဲ့တန်ဖိုးမြင့်တဲ့ကားတစ်စီးလည်းဖြစ်နေတယ်ခီးတွေကလည်းအများကြီးသွားတယ်ဆိုတော့ဒါ PPF ကိုပို့ပြီးတော့ကတ်တင်တယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပေါ့ဟုတ် ceramic coating သမားအောင်ကို ceramic coating ကိုဘယ်လိုလူတွေကလောက်တင်တယ်ဆိုတော့ ကားအစ်စ်မှာတော့ကောင်အဟောင်းမှာတော့ကောင်ကိုယ့်ရဲ့စေသားကိုကာကွယ်ခြင်းနဲ့လို့လုံးသိပါတယ်ကားအစ်စ်ကြတော့ဒီရှိနေတဲ့စေသားကိုတောက်ပြောင်းအောင်ကာကွယ်ထားလို့ရတယ်ကားအဟောင်းနေကြတော့ပိုပြီးမှတင့်လွင်လာအောင်ဒီ ceramic coating နဲ့လည်းကာကွယ်ထားလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကာလာ၄ပေါ့အဲကျွန်တော်တီးတဲ့လို့ဆိုရင် PPF ဒီဆိုရင်3နှစ်5နှစ်9နှစ်စသည်ဒါမျိုးကြီးရှိရမှာเนาะကုတ်တင်နေမှာလည်းရှိရလို့ကျွန်တော်သိတာကိုအဲဆိုအဲ့နှစ်ခုလည်းကျွန်တော်နည်းနည်းပြောပြပေးပါဦး တို့ဆိုင်ကတော့၄နှစ်၅နှစ်9နှစ်10နှစ်အာမခံပေးတဲ့ PDF တွေရှိပါတယ်ခင်ဗျာ။ဟုတ်ဟုတ်ကုတ်တင်အောင်ကိုကုတ်တင်ကတစ်နှစ်ကလည်း9နှစ်အထိဒီဒီရှိပါတယ်ခင်ဗျာ။ဟောအသာသာရှိတာပေါ့။ဟောအဲ့အပေါ်မူတည်ပြီးတော့ဈေးနှုန်းအပြောင်းအလဲလေးတွေရှိပါအောင်။ဟုတ်ပါဘူး။ဟုတ်။အခုဒီ PPF ဒီ ceramic ကုတ်တင်တွေကျွန်တော်တို့ကတင်ပြီးွားပြီးကတ်ပြီးွားပြီးပေါ့ဗျာ။အဲ့နောက်ပိုင်းမှာဆိုရင် maintenance တွေလည်းလောက်ရသေးရလို့ကျွန်တော်သိထားပါတယ်။အဲ့အလေးလေးအခုနည်းနည်းရှင်းပြပေးပါဦးခင်ဗျာ။ maintenance ကတော့ဟိုကျွန်တော်တို့ service ဒီမှာလည်းပေးရသလို customer ကိုယ်တိုင်လည်းထိန်းသိမ်းဖို့အရေးလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ PBS service ကို လုံဆောင်ပြီးပြီမဲ့လည်းကျွန်တော်တို့အပြင်မှာရေးသွားဆေးရပဲဖြစ်ဖြစ်တနေ့ရမှာရေးဆေးရပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကအတိပေးဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘာလို့လဲဆိုရင်အဲတချို့ဆိုင်တွေက pressure အရင်ပြင်းတဲ့ pressure ပတ်နဲ့ထိုးရင် PBS လန်သွားတာလို့ပြဲသွားတာလို့ဟုတ်ဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်တို့ဒီရေးဆေးတဲ့ service ကိုလုပ်မယ်ဆိုရင်ရေးဆေးတဲ့ဆိုင်ကိုကျွန်တော်တို့ကအတိပေးဖို့လိုအပ်ပါတယ်ဒီကားဒီ PBS ကတ်ထားတဲ့အကြောင်း ဒီ design save ဖို့အတိပေးဖို့လိုအပ်ပါလေခင်ဗျာဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ကုန်တင်တင်ထားတဲ့ကားဆိုရောဘလူတွေ glue site ဖို့လိုအပ်မလဲခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကုန်တင်တင်ထားတဲ့ကားကိုရေးဆေးတော့မယ်ဆိုရင်လည်းဟိုရေးဆေးတဲ့ site ကိုအတိပေးဖို့လိုအပ်ပါလေတစ်ချက်တော့တန်တက်များတဲ့ရေနဲ့မစေးသင့်ပါဘူးနှစ်အချက် asset ပြင်းတဲ့ရေနဲ့ဆေးဖို့လည်းမသင့်တော့ပါဘူးခင်ဗျာသုံးအချက် pressure pad အ pressure အားကောင်းတဲ့ pressure pad နဲ့ဆေးဖို့အဆင်မပြေပါဘူးဒီအချက်ကျွန်တော်တို့အသုံးပြုတဲ့ brush တွေပါလဲ ဟို soft ဖြစ်နေရမယ်ကောင်းမွန်နေရမယ်ငါအချက်ကကြတော့ကျွန်တော်တို့အသုံးပြုတဲ့ tower ကိုအားလည်းကောင်းမွန်နေရမယ်နူးညံ့နေရမယ်အဲ့ဒီအချက်တွေလိုရမှာလေခင်ဗျာ။အော်ဟုတ်ကဲ့။အဲ့ဒါမှာပို့ပြီးတော့ဒီကိုယ့်ရဲ့ကုတ်တင်ကိုပို့ပြီးတော့အဲတတန်းတတန်းစစ်တတန်းစစ်သုံးလို့ရအောင်။ဟုတ်ကဲ့။အော်ဟုတ်ကဲ့ပါ။ဟုတ်ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့ G4 Vehicle Protection Service မှာရောဘယ်လိုမျိုးကားတွေကို protection လုပ်တဲ့ service တွေရှိလဲကိုနည်းနည်းပြောပြပေးပါဦး။ဟုတ်ကဲ့။ Detailing service ရှိပါတယ်။ကုတ်တင် service PBS Survey, Window Flint Survey နဲ့ Other Survey အနေနဲ့ Glass Coating နဲ့တက်ကုန်လေးရှိပါခင်ဗျာ။အော်အဲ့ဒါဆိုလို့ရှိရင်ဆိုလို့ချင်တာဒီ G4 မှာဆိုလို့ရှိရင် Vehicle ကားတစ်စီးလုံးနဲ့ပတ်သက်တဲ့ Production Service တွေအကုန်လုံးရတယ်အတွင်းရောအပြင်ရော detailing ရောစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးကိုတနေရာထဲမှာရတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရပါတယ်။ဟုတ်ကဲ့ပါတော့။ ဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်မိမိရဲ့ကားတစီးကို protection လုပ်မယ်ဆိုရင်လုပ်စရာတွေကအများကြီးရှိတယ်အတွင်းလည်းရှိတယ်အပြင်လည်းရှိတယ်မှန်နေလည်းရှိတယ်စသည်ဖြင့်ပေါ့နော်အတွင်းဆိုလို့ရှိရင်လည်းကြောတကယ်ရင်ကားတစီးဒီနေ့ယူလာပြီးတယ်အဲ့ဒါဘာလဲဆိုတော့ကားအဖြူရောက်အတွင်းကလုံးဝတစီးလုံးအဖြူရောက်တစီးလုံးအဖြူရောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောတကယ်ရင်ဝယ်ကလေးကသူ့မှာ concern ရှိတယ်အရောင်းနဲ့ငါကားလေတာတွေအမျိုးကျိုးတာကြီးကြေတာတွေပေတာတွေပါဆိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါဒီအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ G4 မှာဒါလေတာကုတ်တင်နေလဲတင်လို့ရတယ်လေတာကုတ်တင်တင်ထားခြင်းအဖြစ်လည်းလေတာရဲ့တက်တန်းအပြည့် ုံးလို့ရမယ်ပြီးလို့ရှိရင်အထိုက်အလျောက်နော်အစွန်အထင်အသေးအမွှားလေးတွေဆိုလို့ရှိရင်ကာကွယ်ပေးနိုင်တယ်ပြီးလို့ရှိရင်အမြန်တုတ်လိုက်မယ်ဆိုလို့ရှိရင်လည်းလုံးဝနော်လေသာပေါ်မှာဘာမှအရာတွေပါကြံခဲ့မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးစားဖြစ်စေလဲဒီ G4 မှာရပါတယ်ပြီးလို့ရှိရင်မှာဝင်းရှိကုန်တယ်ပေါ့နော်ဝင်းရှိတွေ glass ကုန်တယ်ပေါ့ glass ကုန်တယ်နေပါတယ်ဆိုလို့ရှိရင်မိုးရသည်မှာဆိုရင်ပို့ပြီးတော့အသုံးတည့်တယ်ကျွန်တော်ဝင်းရှိမိုးကုန်တင်တင်ထားခြင်းအဖြစ်ရေတွေက short နဲ့ short နဲ့အောက်ကိုကျသွားတော့ highway မှာဆိုရင်အရန်သုံးတည့်တယ်ကုန်တင် service ပဲဖြစ်ပါတယ်ပြီးရင်ခုနကကျွန်တော်နဲ့ကုန်တင်နဲ့ပြောပြသွားတယ် ceramic ကုန်တင်ပဲဖြစ်ဖြစ် PPF ပဲဖြစ်ဖြစ်ဘယ်လိုပုံစံမျိုးကိုကြိုက်လဲပေါ့မိမိရဲ့ကားကိုမိမိကဘယ်လို ုံစံမျိုးအသုံးပြုတယ်အသုံးပြုတဲ့ပုံမူတည်ပြီးတော့ PPF ပဲကတ်ကတ် ceramic coating ပဲတင့်တင့်စိုက်တာကိုအသုံးပြုလို့ရပါတယ်ကျွန်တော်ခုနပြောသွားတဲ့ service တွေအကုန်လုံးကိုလည်းကျွန်တော်တို့ G4 vehicle protection service မှာဆိုလို့ရှိရင်ကျွမ်းကျင်ဝန်ထမ်းတွေအကုန်လုံးအားတွေပဲတည်တည်ကြာဝန်ဆောင်မှုပေးနေရဖြစ်တဲ့အတွက်အကယ်၍များလိုအပ်တယ်ဆိုလို့ရှိရင် G4 ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စိတ်တော်